အားလုံးပဲမင်္ဂလာပါကာတွန်းချန်နယ်ကလေးကနေကြိုဆိုပါရစေဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့နိုင်တဲ့ညလို့ခေါ်တဲ့ကြောက်စရာဇာလန်းတစ်ခုပဲဖြစ်ပါတယ်အဆုံးထိကြည့်ဖို့နဲ့ချန်နယ်ကိုစက္ခရိုက်လုပ်ဖို့မမေ့ပါနဲ့နော်ဒါဆိုရင်ဆက်လိုက်ကြရအောင် ကညာညမှာမိုးရွာတန်တိုးတိုးလေးနဲ့ကျွန်းတကျွန်းပေါ်မှာအေးမြတဲ့လေလေတို့တိုက်နေပါတယ်ကျွန်းလေးကတော့မြို့နာကစိတ်ကန်းကနေပေဖြစ်နာယီဝက်ခန့်သွားရတဲ့နေရာတစ်ခုဖြစ်ပါတယ်အေးအေးဆေးဆေးပျော်ပွဲစားထွက်အနားယူဖို့အတွက်တငယ်ချင်း၅ယောက်ဆုံးဖြတ်လိုက်ပါတယ်ဒေးစီဂျူလီယာအေမီနဲ့ယောက်ျားလေး၂ယောက်ကတော့ဂျွန်နဲ့တိုမီတို့ပါလိုက်ပါကြမှာဖြစ်ပါတယ်တငယ်ချင်းတွေအကုန်လုံးကဂျွန်းရဲ့အိမ်ရှိမှာစောင့်နေကြပါတယ်ဂျွန်းကလည်းငါးဆင်းလာပြီး ခနာဆောင်လို့ပြောပြီးလိုအပ်တဲ့ပစ္စည်းတွေပြင်ဆင်နေပါတယ်။မိဘုံပွဲလုပ်ဖို့ပစ္စည်းတွေနဲ့စားစရာတွေကိုညနေကလေးကဝယ်ထားပြီးသားဖြစ်ပါတယ်။ဂျွန်လဲအောက်ကိုဆင်းလာပြီးသူတို့တငယ်ချင်းတွေစကားတပြောပြောနဲ့ခတ်တုတ်တုတ်လမ်းလျှောက်လာကြပါတယ်။15မိနစ်လောက်နေတော့တိုမီကသူတို့စိုက်ပျိုးရေးခြံဘက်မှာမတုံးမဲထားတဲ့လေတစည်းကိုတွားယူပါတယ်။ခဏကြာတော့တိုမီကလေကိုလော်ခဲ့ပြီးကန်းဆက်ကိုရက်လိုက်ပါတယ်။ ငါတို့စီးသွားမယ်လေကဒီလေပဲမြ мян တက်ကြပစ္စည်းတွေရောအကုန်တင်ကြလို့တိုမီကပြောလိုက်ပါတယ်သူတို့ပစ္စည်းအသုံးဆောင်တွေအကုန်လုံးကိုလှော်ပေါ်တင်ပြီးကန်းကနေစထွက်လာပါတယ်။လေကတော်တော်ကျဲပါတယ်။ပုံမှန်ဆိုလူ၁၀ရောက်လောက်ထိုင်လို့ရပါတယ်။ကံရည်ပြင်ကလည်းရေတွေကစိမ်းများများနဲ့လာရောင်ဖြော့ဖြော့လေးကိုမြင်နေရသေးပါ။မြို့နဲ့နည်းနည်းဝေးတော့မီးရောင်တွေနဲ့အတန်တွေတောင်တိတ်ဆိတ်သွားပါတယ်။ ။ဒီနေရာကလည်းပါလာတဲ့လက်ကင်တက်မီနဲ့ရှေဆုံးကနေမိထိုးပေးပါတယ်။ရှေနာဂိုင်90လောက်မှာအပင်တွေထူထပ်ပြီးအုံမှန်းနေတဲ့တောကြီးမြင်နေရပါတယ်။တောကြီးရှေ့မှာလည်းတဲတောင်ပြင်ဘောလုံးသကွင်းစာလေးရှိပါတယ်။တူမီကလည်းလေကိုကန်းကတ်လိုက်ပြီးကျိုးချီထားလိုက်ပါတယ်။လေနဲ့မလန်းမကန်းမှာမိုးကရဲလေးတစ်ခုစောက်ကြပါတယ်။မိုးကရဲကတော့မင်းကလေးတွေအတွက်ဖြစ်ပြီးဂျွန်းနဲ့တူမီကတော့ လေပေါ်မှာအိပ်ဖို့အိပ်ရပြင်လိုက်ပါတယ်။လေကကျဲလဲကျဲတဲ့အပြင်ရှေလျားတဲ့အမိုးလဲပါပါတယ်။အိပ်ဖို့ပြင်ဆင်ပြီးတော့မီးပုံပွဲလုပ်ဖို့ထင်းရှာဖို့တောဆက်ကိုသွားဖို့ပြင်ကြပါတယ်။တောဆက်နဲ့သူတို့နေတဲ့နေရာကလမ်းကြည့်ရင်ဝိုးတော်ဝါလေးမြင်နေရပါတယ်။မိန်းကလေးတွေကတော့စားစရာတွေပြင်ဆင်နေတာဖြစ်ပြီးတိုမီနဲ့ဂျုံကထင်းရှာဖို့တာဝန်ကြပါတယ်။ဂျုံနဲ့တိုမီလည်းထင်းရှာဖို့တောဆက်အရောက်မှာ ဂျုံကပါလာတဲ့ဓာတ်နဲ့တစ်ကိုင်းချောက်တွေခုတ်ထစ်နေပါတယ်။တူမီကတစ်ကိုင်းတွေကိုဆွဲပေးနေရင်လှမ်းပြောလိုက်တယ်။ဟောင်းတူမီငါတို့နှစ်တန်လေးတိုက်တန်အောင်မကြားရဘူးနော်။အေးဟုတ်တော့ဟုတ်တယ်။အကုန်တိတ်ဆိတ်နေတာပဲ။အချိန်ကည၈နာရီဝန်းကျင်ခန်းလောက်ရှိနေပါပြီ။စကားပြောရင်ကြီးမားတဲ့အရာတစ်ခုကို ပြစ်ချလိုက်တဲ့အတန်ကြားရပါတယ်။သူတို့လဲလန့်သွားပြီးသူတို့အပြင်ဒီတော့ထဲမှာဘသူရှိသေးလဲဆိုပြီး အပင်နာကသွားချောင်းကြည့်ကြပါရဲ့ဧမသူတို့မြင်လိုက်တဲ့အရာကသူတို့ကိုထိတ်လန့်သွားစေပါရဲ့ကိုလုံးမမြင်ရပဲခေါင်းလေးတွေအများကြီးသွားနေတာပါဒါနဲ့သူတို့လည်းမိုးကာတဲ့ဘက်ကိုပြန်ပြေးလာကြတယ်သူတို့နင်းသွားတဲ့တေးရွက်ချောက်တွေကတရွှွှွအတန်မြည်သွားပါရဲ့ဒါနဲ့မီးပုံပွဲလုပ်ဖို့စောင့်နေတဲ့မိန်းကလေးတွေကိုဖြစ်ချောင်းကုံစင်ပြောပြလိုက်တော့သူတို့လည်းကြောက်နေကြပါရဲ့အဲ့ဒါနဲ့သူတို့ မိမမွေးတော့ပဲပါလာတဲ့စားစရာတွေစားကြပြီးကိုစီကိုစီအိတ်ကြပါတယ်တော်တော်လေးကြာတော့ဂျွန်ကအိတ်မပြောတာနဲ့ပဝင်းကျင်ကိုထကြည့်လိုက်ပါတယ်သူတတိထားမိတာက သူတို့ရဲ့လက်ပတ်နာရီတွေကရက်တက်နေတာဖြစ်ပါတယ်အဲ့အချိန်မှာပဲမျိုးလုံးမပါတဲ့ကလေးတယောက်ကပြေပေါ်တက်လာပါတယ်ဂျွန်ကလည်းသူ့တငယ်ချင်းတွေကိုနှိုးဖို့လုပ်နေချိန်မှာပဲကလေးကဂျွန်ရဲ့လက်ကိုလှမ်းဆွဲလိုက်ပါတယ် မေးပတ်ဝန်းကျင်ကိုလှမ်းကြည့်လိုက်တော့ရေပြင်ကျဲကြီးလည်းမရှိတော့ပါဘူး။သူဟာမျိုးကြီးတစ်မျိုးရဲ့အဝင်လန်းကိုရောက်နေတာဖြစ်ပါတယ်။သူတယောက်တည်းမျက်ခင်းပေါ်မှာအေးရဖြစ်ပြီးဘသူမှမရှိပါဘူး။အချိန်ကလည်းတိတိကျကျမသိရပေမဲ့မှောင်ရီတန်းခါစားအချိန်ဖြစ်ပြီးလမ်းပေါ်မှာဝိုးတဝါလေးပဲမြင်ရပါတယ်။သူလဲလန်းအတိုင်းဆက်သွားခဲ့ပါတယ်။မြို့အဝင်မှာစားတောက်ဆိုင်လိုလို ဝါတဲကြီးတစ်ခုမြင်နေရပါတယ်ဂျွန်လဲအနီးနားသွားအကဲခက်ကြည့်ပြီးသွားမယ်ဆိုဆုံးဖြတ်လိုက်ပါတယ်ဆိုင်ကအလင်းဆိုင်လိုမျိုးမီးအောင်စုံနဲ့အမျိုးမျိုးအလှဆင်ထားတာဖြစ်ပါတယ်သူလဲဆိုင်ပေါ့ဝါရောက်တော့ဆိုင်ထဲမှာစပွဲဝိုင်းအလွတ်တွေကတော်တော်များပါတယ်ဒါနဲ့ဂျွန်လဲခုံတစ်ခုံမှာဝင်ထိုင်လိုက်ပါတယ်ဟိုကြည့်ဒီကြည့်ကြည့်လိုက်တော့ဘာမှမထူးခြားပါဘူး ဒါနဲ့ဇပွဲပေါ်ကခေါင်းလောင်းလေးတစ်ခုကိုတီးလိုက်ပါတယ်ခဏကြာတော့မီးဖို့ကြောင့်လို့ထင်ရတဲ့အခန်းတစ်ခုရဲ့လိုက်ကာနာကဝိယုံချုပ်ထားတဲ့သူတယောက်ကကြုံရဲ့ဇပွဲဝိုင်းကိုလှမ်းလာပါတယ်မျက်နာကမမြင်ရပဲဘာမှမပါတဲ့ပြောင်ပုံစံကြီးဖြစ်ပါတယ်ပြောင်ဆိုတာမျက်လုံးနှာခေါင်းပါးစပ်နှရွက်တို့မပါတာကိုပြောတာပါဂျုံစူးစားနေချိန်မှာပဲအမှတ်တမှတ်ကြီးလိုက်တော့သူကဇပွဲဝိုင်းရှိကို ရောက်နေပါပြီသူဘာလုပ်မလဲဆိုတာကိုကြောက်ကြောက်နဲ့ကြည့်နေတာပေါ့ သူ့ရဲ့လက်ကကြံနှောစီကိုစမ်းထုတ်လိုက်ပါတယ်အဲမှာကလက်လဲမပါတာကိုတွေးလိုက်ရပါတယ်ကျွန်တော်လက်နဲ့သပွဲပေါ်ကခွက်ကိုတိုက်ချမိလိုက်ပါတယ်ကြံတော်ကလည်းချက်ချင်းပြန်ကောက်ပေးဖို့အလို့အောက်ကိုငုံကြည့်တော့သူ့မှာခြေတော့မပါတာကိုမြင်လိုက်ရပါတယ်ကျွန်တော်လည်းဘာလို့ရမှန်းမသိတာနဲ့ဆိုင်ပြင်ကိုထွက်ပြေးလာလိုက်တယ်သူကဆိုင်ရှိထိ ကျန်တော့နောက်ကလိုက်လာပါတယ်ကျန်တော်လည်းနောက်ကိုလှဲမကြည့်ပဲလမ်းမအတိုင်းမြို့ရဲကိုပြေးလာလိုက်တယ်လမ်းပေါ်မှာတွန်းလဲလေးနဲ့ မိုးကအောင်မှာဈေးရောက်နေတဲ့အဖိုးကြီးကို တွေးလိုက်ရပါတယ်။အဲ့မှာလူ၃၄ယောက်လောက်ထိုင်နေတော့ကျန်တော်လဲအားရှိသွားတာပေါ့။အဖိုးစီကိုအပြေးလွှားသွားလိုက်တယ်။ကျွန်တော်နောက်မှာတယောက်ယောက်လိုက်လာတဲ့အကြောင်းဒီမျိုးကလူတွေအကြောင်းမေးလိုက်ပါတယ်။အဖိုးကကျွန်တော်ကိုရေနွေးတစ်ခွက်ချပေးပါတယ်။ကျွန်တော်လဲ ခုနကကြံတော့နောက်ကိုလိုက်လာတဲ့သူပါမလာတာကိုသတိထားမိတယ်။တစ်ချက်လှမ်းကြည့်လိုက်ပါတယ်။ဒီအချိန်မှာပဲဆိုင်မီးပြက်သွားပါတယ်။ကြံတော့တစ်ချက်လှည့်ကြည့်လိုက်တော့ဆိုင်မာကလည်းဘသူမှရှိမနေသလိုဗာမီးသီးမီးချောင်းမှရှိမနေပါဘူး။ကျွန်တော်ခြေထောက်တွေကလမ်းမပေါ်ကိုပဲရောက်နေပါတယ်ဟုတ်ပါတယ်ကျွန်တော်သွေးပြက်ပြီးထွက်ပြေးလာခဲ့တာပါအခုဆိုရင်လမ်းပေါ်မှာစံတော်ဝါးဝါးနဲ့သွားနေရတာပါ ရေးလာတာတော်တော်လေးရောက်တော့ ခုံနှန်းရှည်လေးပေါ်ကိုလှဲအိတ်လိုက်ပါတယ်ဒီမျိုးမှာတိုက်အိမ်ကြီးတွေအားလုံးကဟောင်းနှွမ်းပြီးတော့ယိုယွင်းပျက်စီးနေတာဖြစ်ပါတယ်ဂျွန်လဲဘာကူမှစူးစားလို့မရတော့ပါဘူးဒီလိုနဲ့ချွေးတွေပြန်ပြီးမောပန်းနေပြီးသူ့တငယ်ချင်းတွေကိုအော်ခေါ်နေပါတယ်သူလဲပင်ပန်းနေတာကြောင့်မြေပြင်ပေါ်ကိုလဲကျသွားပါတယ်တခဏကြာတော့မျက်လုံးတွေလေးလံနေပြီးသူပဲရောက်နေတာလဲလို့ခေါင်းမောကြည့်လိုက်တော့ သူတို့လေနာကတဲတောင်ပြင်ပေါ်မှာပဲဖြစ်ပါတယ်သူတငယ်ချင်းတွေကိုတွေက လေကိုပြင်ဆင်နေပါတယ်ပြန်ဖို့လို့ကြတော့မိုးလင်းပေါက်ရောက်တော့မယ်လို့တိုမီကအကုံလုံးကိုအော်ပြောလိုက်ပါတယ်ဂျွန်လဲလေပေါ်ကိုနောက်ဆုံးကနေထိုင်လိုက်ပါတယ်ဂျွန်လဲမောပန်းနေတော့ဘာမှမပြောနိုင်ပဲအိမ်ပြန်ခီးမှာမျက်လုံးတွေဝေဝါးနေခဲ့ပါတယ်တိုမီကလည်းလေကိုမြင်မြန်ခတ်တုတ်တုတ်လေးလှော်ပြီးထွက်ခဲ့ပါတယ်မိန်းကလေးတွေကတော့ညကတိုမီတို့မြင်ခဲ့တဲ့အကြောင်းကိုပြောပြီး ခုထိကြောက်စိတ်မပြေကြသေးပါဘူး။ရောက်ပြီးငါတို့နောက်မှပြန်ဆုံမယ်။ပျော်ပွဲစားပစ္စည်းတွေကိုနင်တို့စီမှာပဲထားလိုက်လို့တိုမီကပြောပါရယ်။ဒါနဲ့သူတို့အကုန်ပြန်သွားကြပါရယ်။တိုမီကတော့ပြေကိုခြံထဲသွားပြန်ပို့ထားလိုက်ပါရယ်။ညနေပိုင်းနေဝင်ရီတရော့ချိန်မှာသူတို့၅ယောက်ရေဆက်နာက ခုံနှန်းရလေးမှာစုံကြပါရယ်။ တိုမီမာခုံတန်းရှည်မှာထိုင်ဆောင်နေပါတယ်ဒေးစီဂျူလီယာနဲ့အေမီတို့လည်းရောက်လာကြပါတယ်ဂျွန်ကတော့လန်းလန်းဆန်းဆန်းမရှိသေးမနေ့ကအဝတ်စားနဲ့ဝင်ထိုင်လိုက်ပါတယ်နေမကောင်းဘူးလားလို့ တူမီကဂျွန်းကိုမေးလိုက်ပါတယ်ဂျွန်းကလိုင်းများထနေသောရေပြင်ဘက်ကိုတန်တန်မတ်မတ်ကြည့်နေပြီးဘာမှပြန်မပြောဘဲထိုင်နေပါတယ်အေမီကထိုင်နေရင်သတင်းစာတစ်စောင်ကိုကောက်ဖက်လိုက်ပါတယ်လွန်ခဲ့တဲ့နှစ်ရက်ကဂျွန်းပေါ်တောင်ပြင်နားကတောဆက်မှာဂျွန်းဆိုသောသူတေဆုံးရင်းတွေ့ရှိရတယ်လို့အေမီကဖတ်လိုက်ရပါတယ်ထိုသူက ပြေးလွှားရင်းလဲကြကတင်းငုံမှအချွန်းနဲ့ထိုးဖောက်၍တေဆုံးတာလို့ယူဆရပါတယ်လို့တောမြေရှင်လင်းရေးအဖွဲ့ကပြောထားပါတယ် အလောင်းကိုလည်းထိုတဲ့င်းကိုကြားလိုက်ရတဲ့သူတွေလည်းမျက်လုံးပြူအံ့ဩပြီးဂျွန်းကိုလှမ်းကြည့်လိုက်ရာသူတို့နားမှာဂျွန်းကမရှိပါဘူး။ဒါဆိုသူတို့နဲ့လာထိုင်တဲ့ဂျွန်းကဘသူလဲသူတို့နဲ့လေပေါ်လိုက်ပါလာတဲ့ဂျွန်းကရောဘသူလဲဆိုပြီးကြောက်ကြောက်လန့်လန့်စူးစားစရာတွေဖြစ်နေပါတယ်။ ငါနဲ့ဂျုံတော့ဆက်မှာထင်းသွားခုတ်ရင်တရေတွေးလို့ပြေးတာကနေသူချော်လဲပြီးအဲ့လိုဖြစ်သွားတာလားလို့တိုမီကစူးစမ်းမိပြီးပြောလိုက်ပါတယ်ထိုအချိန်မှာတိုမီနဲ့မင်းကလေးများကမယုံနိုင်သေးညဘက်ဂျုံပေါ်ကိုသွားဖို့ဆုံးဖြတ်လိုက်ပါတယ်အချိန်အားဖြင့်ည9:00နာရီထိုးမှောင်မဲကြီးတဲ့ဓမီရောင်လေးနဲ့အီမီတို့၃ယောက်လာနေကြပါတယ်တိုမီကလေပေါ်ကနေအတင်းဖြစ်ပြီးမြ мян လာဖို့လမ်းပြောလိုက်ပါတယ်ဓမီရဲ့တခြားပစ္စည်းတွေရယ်ယူပြီး ေစားထွက်ပါတော့တယ်။ထိုးချိန်မှာပဝင်းချိန်ကတိတ်စိတ်ပြီးပြေလွန်နေတဲ့ရေတံတွေပဲကြားနေရပါတယ်။သကန်းကင်မှာလာရောင်ဖြော့ဖြော့လေးအားမမြင်ရတော့ချေဒီနေ့ကလောက်ွယ်နေဖြစ်ပြီးတမီးများနဲ့ထိုး၍ဆက်သွားခဲ့ပါတယ်။နောက်နာရီဝက်လောက်နေတော့သူတို့သွားခဲ့တဲ့ကျုံးပေါ်ကိုလှမ်းမြင်နေရပါတယ်။သူတို့လည်းကန်းကိုကတ်ပြီးထင်းသွားရှာခဲ့တဲ့တောဆက်ကိုသွားကြည့်ကြပါတယ်။သူတို့လည်းတမီးတွေပိတ်လိုက်ပြီးတော့ ခြေတံကိုအသာလေးလှမ်းလာခဲ့ကြပါတယ်တောဆက်ထင်းရှာတဲ့နေရာရောက်တော့ဂျွန်ရဲ့အလောင်းကိုတောမြေရှာမင်းလေးရဲ့အဖွဲကတဲသွားပြီဆိုတာကိုသိလိုက်ရပါတယ်သူတို့လည်းတကိုင်းတွေကိုဟိုရှာဒီရှာလုပ်နေတော့သူတို့လာတဲ့နေနာကတောင်ပြင်မှာကိုလုံးမပါပဲခေါင်းလေးတွေကြီးပဲအများကြီးသွားနေတာကိုတွေ့ရပါတယ်သူတို့အံ့ဩပြီးကြည်နေကြပါတယ်ဧကောင်းလေးတွေရဲ့နောက်ဆုံးမှာပါလာတဲ့ဂျွန်ကိုတိုင်းသားလန်းတွေ့လိုက်ရပါတယ် ဇလန်းလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် like နဲ့ subscribe လုပ်ခဲ့ကြပါအောင်နော်